Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ The Athletic ကနေပြီးတော့ဒါ Unanaro Resmo Highland နဲ့ပတ်သက်ပြီးတော့ပြောလာတဲ့ report တစ်ခုကျွန်တော်ရှိတယ် အန်ဒရီအူနာနာရဲ့ကိုယ်စားလှယ်တွေကပြီးခဲ့တဲ့အပတ်ကအူထရပ်ဖို့မှာအသင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီးတော့ကစားမဖြစ်သူရဲ့ဘာကတော့ဒီနွေမှာအသင်းမှာဆက်ပြီးတော့ရှိနေအောင်မယ်လို့မျှော်လင့်ရတယ်ပေါ့နော်။တိုးတော်လည်းပဲ United ကတော့ဂိုးသမားနေရာအတွက်အူနာနာကိုရှင်ပြိုင်နိုင်မဲ့အရင်ဂိုးသမားတဦးခေါ်ဖို့တော့ဈေးကွက်ထဲကိုဝင်ရောက်လာနိုင်စွမ်းရှိတယ်ဆိုပြီးတော့ပြောထားတယ်။ဆိုတော့ကျွန်တော်တို့ရှေ့မှာပြောခဲ့ကြသလိုပဲရှေ့ဗီဒီယိုဒီမှာပေါ့နော်။အသင်းဘက်က အန်ဒရယ်ဦးနန်းနာရဲ့နေရာအစားထိုးဖို့ကိုလုံးဝမဖြစ်မနေလုပ်ရမယ့်ကိစ္စတခုလို့သူတို့ယူဆထားကြခြင်းမရှိဘူးဗျာ။နော်ဒါကြောင့်လည်းပဲအတင်းရဲ့ပလန်ဒီအပြောင်းရွှေ့ဒီကိုကျွန်တော်ကြည့်လိုက်ရင်ဂိုးသမားနဲ့ပတ်သက်တဲ့တဲ့င်းကဘာမှန်ကိုကျွန်တော်မထွက်ဘူး။ဒါကောင်းတဲ့အရာတော့ကျွန်တော်မဟုတ်ဘူး။ဂိုးသမားနေရာကျွန်တော်ဘယ်လောက်ထိအပြောင်းလဲလုပ်ဖို့လိုတယ်လဲ။ဒီဂိုးသမားကိုကျွန်တော်ပိုကောင်းတဲ့ဂိုးသမားတစ်ယောက်နဲ့ဘာကြောင့်အစားထိုးဖို့လိုတယ်လဲ။ပြီးခဲ့တဲ့ရာသီတွေမှာတောက်လျှောက်စုလို့ကျွန်တော်ကမြင်ခဲ့ကြတွေ့ခဲ့ကြရပြီးသား။ လာမယ့်ရာသီမှာအတင်းလိုက်ကပူပြီးတော့တိုးတက်လာလို့သူပါကောင်းလာမယ်ဆိုရင်တော့တမျိုးပေါ်လေအဲ့လိုမဟုတ်ဘူးဆိုရင်တော့တန်း90ဒီပေးဝယ်ခဲ့ရတဲ့ဂူသမားတယောက်တော့ဖြင်းနေရင်တော့ကျွန်တော်မကြိုက်သေးဘူးဗျအခုပူဆိုးတာကအတင်းတာဝန်ရှိသူတွေနဲ့သူတို့ဆွေးနွေးတယ်ပေါ့ဆွေးနွေးပြီးတော့ဦးနနဟာဆက်ပြီးတော့ရှိဖို့များတယ်ဆိုတာကတကယ်ပါကျွန်တော်တို့တိုက်စစ်တွေဘလောက်ပဲပြင်းပြင်းကွင်းလေတွေဘလောက်ပဲပြင်းပြင်းဟိုဘယ်လိုပြောမလဲအရင်လောက်မဆိုးတော့တာတော့ဖြစ်ကောင်းဖြစ်လိမ့်မယ်တချို့မှန်ကန်တဲ့အပြောင်းလဲလေးတွေလုပ်ရင် ဒါပေမဲ့လို့ဦးနန်းနာနေရာမှာဦးနန်းနာထက်ပူကောင်းတဲ့ဂူသမားလောက်တော့ကျွန်တော်အတင်းပေါ်မှာဆွမ်းဆောင်ရည်ဒီကအဆင်ပြေပြီးတော့ဖြစ်သွားမှာမဟုတ်ဘူး။ထားပါတော့ဗျာကျွန်တော်တို့ပြိုင်ဘက်ကဘာမှမကူးနိုင်တဲ့အရင်အနီအနီထားမိဒီမှာလေဦးနန်းနာရဲ့အမားတွေကလည်းကျွန်တော်ဂိုးတွေပြီးရတယ်။တချို့အရာတွေကရှိတယ်ကျွန်တော်ပြောသလိုပဲချီဗီဒီယိုဒီမှာအဲဘယ်လိုပြောမလဲတချို့တချို့တချို့အလုံးတွေကကျွန်တော်ကွင်းလေတွေညံ့လို့ကျွန်တော်ဖြစ်ရတာ။ကွင်းလေတွေကအဲ့လောက်ကျွန်တော်မညံ့ခဲ့ဘူးဆိုလို့ရှင်အဆင်ပြေနိုင်တယ်။ ဒါပေမဲ့လို့မဆိုင်တဲ့အလုံးတော်တော်များများကကျတော့အန်ဒရယ်ဦးနနာရဲ့အမှားတွေကနေပဲကျွန်တော်ဂိုးတွေပေးနေရတာဒါရီယာပြဿနာကြီးတယ်ဆိုတော့အသင်းတောင်ရှိသူတွေရဲ့ဘက်ကိုယ်တိုင်ကက okay အန်ဒရယ်ဦးနနာကိုတော့ဟေးငါတို့အသင်းမှာဆက်ပြီးတော့ထားဖို့များတယ်ဆိုပြီးတော့တွေးနေရင်တော်တော်ကိုအချင်းချင်းစိုးမှာပါအသင်းတော်ကဒါကြောင့်လာမယ့်ရာသီမှာကျွန်တော်တို့ကိုအသင်းနဲ့ပတ်သက်ပြီးတော့မျောလင့်ကျင်ပြီးမဲ့လေလို့ဘာမှသိမျောလင့်စရာမရှိနိုင်ဘူးဆိုတော့ကအဲ့ဒါကိုပြောတာကုညာတို့အန်ဘူမူတို့နော်ဘလောက်ပဲအသင်းပေါ်မှာ ကျွန်တော်ဒီတိုက်စစ်တွေကျွန်တော်တို့ဗောနော်တွင်းကိုတွေတွင်းနေပါတယ်ပြောပြောခန်းစစ်က2ကိုတွင်းရင်ဟိုဘာသာပြောတိုက်စစ်က2ကိုတွင်းရင်ခန်းစစ်က2ကိုပေးရမှာပဲเนาะတိုက်စစ်ကကျွန်တော်3ကိုတွင်းရင်ခန်းစစ်က2ကိုပေးရမှာဆိုရင်ဆိုတော့ပုံစံဒီကျွန်တော်ဖြစ်နေတာဘလို့မှကျွန်တော်တို့အတွက်မလွယ်ဘူးဗျာဂိုးသမားနေရကအပြောင်းလဲလုပ်ကိုလုံမှရမှာပြေတနာကလုံဖို့မရှိဘူးဆိုတော့အသင်းထဲတော့မှဆွေးနွေးပြီးသွားပြီအဲ့ဆွေးနွေးမှုမှာလဲကစားမကိုအသင်းမှာဆက်နေဖို့များတယ်ဆိုတဲ့က ကျွန်တော်တို့ပြည်သက်တွေလည်းတော်တော်ကိုသတင်းစိုးပါเนาะသတင်းစိုးပါဆိုတော့တခုရှိတာကတော့ဗောနော်အရန်ကူသမားနေရာမှာတော့ဦးနနာရဲ့နေရာကိုလူယူနိုင်စွမ်းရှိတဲ့ပလေယာတယောက်ကိုသူတို့အစားထိုးသွားဖို့ရှိတယ်ဗောဒါကလည်း LD Bayerna ကသူနေရာမရတဲ့ခါကျတော့နေရာရနိုင်တဲ့အသင်းကိုသူပြောင်းတော့မှာသူဒီပင်တော့သူကဘာဖလားကိုဗောနော်တူတကီတွက်ကစားပေးခြင်းနဲ့အခွင့်အရေးသူရခြင်းနဲ့အတွက်သူပြောင်းတော့မှာအဲ့ဒီအတွက်ကျွန်တော်တို့လက်ရှိဗောနော်သူ့နေရာကိုပြန်အစားထိုးဖို့နဲ့ပတ်သက်လို့ရှိရင်အသင်းဘက်က quality ဂူသမားတရားကိုကျွန်တော်ခေါ်မှာဒီနေရာမှာ quality ဂူသမားဆိုတဲ့နေရာမှာထိတ်တန်းအဆင့်ရှိတဲ့ဂူသမားတော့ရှိမှာမဟုတ်ဘူးနော်ထိတ်တန်းအဆင့်ရှိတဲ့ဂူသမားတွေခေါ်တာမျိုးတွေတော့ကျွန်တော်တွေ့ရမှာတော့မဟုတ်ဘူးဒါပေမဲ့လို့ပေါ့နော်ကျွန်တော်အနေနဲ့ဂူသမားနေရာကိုတော့အပြောင်းလဲလေးဖြစ်အောင်တော့လုပ်မယ်ပေါ့ဗျာဆိုတော့ Android ဦးနန်းကတော့ number 1ဂူသမားဖြစ်အသင်းမှာဆက်ရှိနေဦးမှာပဲ เนาะဒါမျိုးလို့ကျွန်တော်အရန်ကူသမားကဘလောက်ထိဦးနနာနေရာကိုလူယူနေတဲ့သူဖြစ်မလဲပဲကျွန်တော်တို့ကြည့်ရမှာဆိုတော့ဒါကလည်းရှိဦးနနာနဲ့ပတ်သက်တဲ့အကြောင်းအရာနောက်တစ်ခုကကျွန်တော်နေနဲ့အဲနောက်တစ်ခုကကျွန်တော်နေနဲ့ပေါ့နော်အဲတလက်ရှိအက်သလက်တစ်ကပဲထပ်ပြီးတော့ပေါ်ပြလာတာပါအင်တာမီလန်အသင်းရဲ့ဘက်ကတော့ရက်စမတ်ဝိုင်လန်ကိုစိတ်ဝင်စားနေစေဖြစ်ပေမဲ့လို့ကစားမရဲ့ဦးစားပေးကတော့ Ultra ဖို့မှာဆက်နေဖို့ဒါအပြင်သူ့နေရာအတွက်တိုက်ပွဲဝင်ဖို့ဖြစ်တယ်ဆိုပြီးတော့ပြောထားတယ် ဒါကလည်းကျွန်တော်တို့အနေနဲ့ပေါ့နော်ရှေ့ရက်ပိုင်းတွေမှာသတင်းတဲ့တဲ့လေးတွေကျွန်တော်တက်ထားပြီးသားအခုလက်ရှိအနေထားရဆိုလို့ရှင်တော့အရာအလုံးကကျွန်တော်နေနဲ့မြင်တာထင်တာဖြစ်သွားပြီ Resman Highland ကို Andre Unana ကိုအတင်းမှာဆက်နေတော့မယ်ဆိုတာအဲ့တော့ Highland နဲ့ပတ်သက်လို့ကတော့အတင်းဘက်ကသူ့ကိုဆက်ထားမယ်ဆိုတဲ့ပုံစံမျိုးတော့မရှိသေးဘူး။ဒါပေမဲ့ပေါ့နော်။ Unana ကတော့အတင်းမှာဆက်ထားမယ်။အဲ့တော့ Highland ကကျတော့သူကမပြောင်းကျင်တာ။နောက်သူ့အနေနဲ့ဒါ Inter Milan ရဲ့ဘက်ကစိတ်ဝင်စားတာတွေရှိတယ်။ ီတလီကလပ်တွေရဲ့ဘက်ကစိတ်ဝင်စားမှုတချို့ရှိတယ်။ဒါပေမဲ့သူကမပြောင်းကျင်တာ။ဆိုတော့အိုနနာကလည်းကျွန်တော်တို့ဗောနောအသင်းမှာလည်းဆက်နေကျင်တယ်။အသင်းကလည်းဆက်ထားမဲ့ပုံစံမျိုး။ရက်စမတ်ကကျတော့သူကဆက်နေကျင်တယ်။အသင်းဘက်ကကျွန်တော်တို့အချင်းကြီးကောင်းရောင်းချကျင်တဲ့ပုံစံမျိုးဆိုတော့တော်တော်လေးတော့တိုင်ပတ်တယ်ဗောနောအသင်းမှာ။တော်တော်လေးတော့ကျွန်တော်တိုင်ပတ်တယ်။ဆိုတော့ဒီကစားမား2ယောက်စုံလာမယ့်ရာသီမှာအတင်းမှာဆက်ပြီးတော့မြင်ရမယ်ဆိုရင်တော့မကြိုက်သေးဘူးဗျ။ Rasmus ကကျွန်တော်သူဆက်နေလဲပဲကျွန်တော်တို့မှာပူကောင်းတဲ့တိုက်စင်မှုတရားအစားထိုးနိုင်တယ်ဟိဆိုရင်တော့ထားအောင်တော့ မဲ့ဦးနနာနေရာတော့ဘာလို့ကျွန်တော်မလွယ်တော့ဘူးဗောနော်ဒါကြောင့်အိုရက်စမတ်ကအန်ဒရယ်ဦးနနာကအတင်းဘက်ကလာမနွေမှာလက်လို့ဒီနွေမှာလက်လို့ဖို့လူပါတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှင်တော့စိတ်ညစ်စရာတွေနဲ့ပဲကျွန်တော်ဆက်ပြီးတော့နှစ်ပါးတွားရအောင်မလားကြည့်ရမှာပေါ့လေညီကလေးနေနေရောဒီကစားမနှစ်ယောက်ကိုလာမရသည်အတင်းမှာဆက်ပြီးတော့မြင်ရလိမ့်မယ်လို့ထင်ကြလားဘယ်သူကိုပို့ပြီးတော့အပြောင်းလဲလို့ဖို့ကအရေးကြီးတယ်လို့ထင်ကြလဲဆက်သမားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်